မတ်ဆယ်ရက်တနည်းလာနေအာရုံဥစုတောင်းကြီးအစီအစဉ်အစပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ဂျီမီအနာဂတ်ကျမ်းအခန်းကြီး16အငယ်9ဒီပိုက်ဖြစ်ပါလေ။စိတ်လုံးဒီခတ်တင်သောအရာထက်စင်းလေတတ်၏။အလုံးယူရင်းသောသဘောရှိ၏။စိတ်နှလုံးသဘောကိုအဘယ်သူသိနိုင်သည်။ ်ဆုတောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ကျွန်တို့ရဲ့ယုံရင်းတဲ့စိတ်နှလုံးကိုတန်ရှင်သောဝိညာဉ်တော်သည်ဖော်ပြခြင်းအားဖြင့်ကိုရရှင်ဝိညာဉ်တော်ရဲ့ပြည့်လေတန်ရှင်ခြင်းအတ္တဖြောင့်မခြင်းအတ္တစုံလင်သောအတ္တမှာဤနှလုံးသားထဲမှာကိုရရှင်ဝိညာဉ်တော်သည်ကျွန်တို့ကိုလမ်းပြကောင်းကြည့်ပြီးအသက်ရှင်နေဖို့မဆပ်ပါမိအကြောင်းမင်းရင်နှီးနောင်ကာလမပြောင်းမလဲအသက်ရှင်နေမှုတော့ ခရင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ကျွန်ုပ်တို့သည်ဤနေ့နာနဲ့အစီအစဉ်ကိုလက်တော်ထဲသို့အတူတူကဆုတောင်းဆက်ကအနန္တကြပါလေဖာဖျာအာမင်ဓမ္မတချင်အမှား94ဒါက139ခုမြောက်သောစာလံကိုဆက်ဆုထားတာဖြစ်ပါလေဖျားခင်ကျွန်တော်တို့အကြောင်းကိုအခုသိတယ်အဝေးကပင်နားလည်နေတယ်ကျွန်အကြံစီရအားလုံးကိုသူသိတယ် မောင်မိတ်ချင်မှမဟုတ်တာလို့လည်းသူမြင်တယ်။ဖင်ညာမဖျားကြီးမျက်မှောက်ကြောင်မလွတ်နိုင်ဘူး။ဒါကြောင့်ဒါကိုနှလုံးသားတွေမှာတကယ်ပဲချီးမွမ်းတည်ဆင်းမှာကခံယူကျင့်သုံးနိုင်ဘူး။အတူတူကဒီဆိုချီးမွမ်းကြပါစို့။ ခဏိကျွန်တော်စဉ်းစားမယ့်အကြောင်းအရာကတော့ the heart condition ကျန်စိတ်နှလုံးရဲ့အခြေအနေကိုဒီလိုအရေးကြီးတယ်ဒီကလေးကုကုကုမမနေစိတ်နှဘာမှမပြင်းစင်တဲ့အခါမှာတက်ခနဲ့ဆိုဒေါ်လာထွက်သွားမယ်အဲ့လိုဖြစ်ရင်ကြာလာရင်နှလုံးထိခိုက်လာနိုင်တယ်နည်းနည်းဖြင့်စိတ်ပူလာမယ်အဲ့ဒါလေကျွန်တော်ကြောက်ကြတိထိခိုက်လာနိုင်တယ်ဆက်စစ်များလာမယ်ယန္တိဖြစ်လာမယ်သူများနဲ့အိမ်မှာအဆင်မပြေဘူးဖြစ်လာမယ် ဒါကြောင့်တမချမ်းသာကဒီနေ့ကျွန်တော်လေးလာတနေ့လုံးပြန်လဲကျွန်တော်တနေ့လုံးဖားမယ်ချမ်းသာကရေမိအနကတိချံအခန်းကြီး6ခုနေ့ရေမိအနကတိချံအခန်းကြီး6ခုနေ့အငငါးကနေ73တိဖြစ်ပါလေအငငါးကနေ73တိဖြစ်ပါလေဒီမှာအငငါးကိုစဖတ်ရင် ရားဖျင်မိတ်နေတဲ့ဖျားဖျင်ဘာကိုမိတ်လဲဆိုတော့ထရဖျားမိတ်လာလူတော်ဘာကိုအမိပြုတ်ပြီးတော့စိတ်ငြိမ်းနေတာဖျားကထွက်သွားတဲ့လူဟာကျင်အပ်တော်သူဖြစ်တယ်ဒါလေကျွန်တော်စိတ်ထဲကနေပုဂ္ဂိုလ်ခင်တရားမေးပြီးတော့သူဘာပဲပြောပြောရုံပြီးတော့ဖျားသခင်စကားကိုလှည့်လို့ရှိပြီးတော့စန္ဒနာမဖတ်တော့ဘူးတချို့တွေဆိုသိကြီးရတယ်စန္ဒဖတ်ရှာမလုပ်ဘူးတဲ့ကျွန်တော်ဆရာရပ်တော့မမှားဘူးတဲ့လူဟာပြည့်စုံနေလို့မရှိပါဘူးဒါရှင်ဘောလို့ဒါကိုပြောတာ ငါပြပြအဘိုးလိုပဲဖြစ်အဲ့ဒီအချိန်ကအမတန်ကြော်ကြားပြီးတော့အမလင်းအအောင်စီအမှုလိုက်တဲ့ပုံကိုယ်တုံတင်ချင်းမလဲအမတန်တော်တာကျန်းစာကိုလုံပြီးတော့ငါတို့လည်းမယူသေးပါနဲ့တဲ့အဲ့လိုမလို့ပြောတာငါတို့ကမင်းတို့အကျိုးထောက်ပြီးပြောတာလေမင်းတို့ငါတို့အဲ့လိုယူသေးရင်ငါတို့လည်းဒုက္ခရောက်မယ်ငါတို့ဖျားလို့မထင်နဲ့ဖျားတခင်ပဲအရေးကြီးတယ်နှုတ်ကပတ်တော်အရေးကြီးတယ်ကျန်းစာကိုလုံပြီးတော့ငါတို့မယူသေးနဲ့လူမယူသေးနဲ့ဒါကြောင့်စိတ်လုံးထဲကနေ လူတရာကိုအမိပြုတော့အာဒီဆရာကြီးအားကိုရတယ်ဒီဆရာကြီးမှန်တယ်ကျွန်တော်တို့ဘယ်တော့မှအလုပ်မထားဆရာကြီးပေးလိကရအများကြီးပြောရတယ်ကျွန်တော်လဲကေတင်ရင်းရလာလူတွေအများကြီးတရားလို့မဟုတ်ပါဘူးတဲ့ကျွန်တော်ကဘာအနှံ့သွားပြီးတော့ကြုံကြမ်းနေလို့မဟုတ်ပါဘူးတဲ့ခရစ်တော်သည်ကျွန်တော်ရဲ့ကေတင်ပိုင်းရှင်ဆိုတာကျွန်တော်ခရစ်ယာန်ဖြစ်တယ်ဆိုတာကျွန်တော်နှုတ်ပြဝန်ခံတယ်တည်ခြင်းမရှင်ပြန်ထမြတ်ကျွန်တော်နှလုံးသားထဲမှာယုံလို့ဘေးရာမှာကျွန်တော်နှလုံးသားတွေရွှေထုတ်လို့မရဘူး ကျွန်တော်ကဲတင်ကြီးရတာပါရည်ရွယ်လေးပဲသူပြောတာညောင်ကျွန်တော်ဘုရားခင်အမိမပြုတ်ပဲနဲ့လူတော်အမိပြုတ်ရင်စိတ်ချကျင့်အပ်တော်သူဖြစ်မယ်အဲ့ဒီလူရဲ့အတ္တတာပြန်ကြည့်သူဒီလွင်ပြင်းနဲ့ရှိသောတစ်ချက်ပင်ကဲ့သို့ဖြစ်၍ကောင်းကျိုးရောက်ကြံကမသိအဘယ်သူမြတ်မနေစားမည်တွေ့ချောက်တော်လွင်ပြင်း၌နေရလိမ့်မည်ဘလောက်ပဲဘုရားခင်ကောင်းကြီးပေးပေး ငွေကြီးအဖြစ်နဲ့၎င်းကျမ်းမာခြင်းအဖြစ်နဲ့၎င်းကြိုကြားပြီးပဲသူ့နှလုံးသားတွေးချောက်နေတယ်လူရှင်တော်ကြီးတယောက်ရှိကြားမှုပါလိမ့်မယ်နော်ဒီလူရှင်တော်ကြီးကဟိုးလူတွေအရက်ပျော်အောင်ရည်ရအောင်စိတ်ချမ်းသာအောင်ဒီလိုပေးနေတယ်တဲ့တော့အဲ့ဒီစိတ်ကူးဆရာမကြီးတယောက်ရှိလူနာလူတယောက်ရောက်လာတယ်ဆရာကြီးတဲ့ကျွန်တော်မပြောနိုင်ဘူးတဲ့ကျွန်တော်အောင်မြင်ပါတယ်ကျွန်တော်ကြွယ်ဝပါတယ်ကျွန်တော်နှလုံးသားထဲမှာတွေးချောက်နေတယ်ကျွန်တော်ပြောအောင်မလုပ်ရမလဲအဲ့ဒါဆရာဝန်ကြီး လူတွေလေးပဲအဲ့ဒီလူရှင်တွေကြီးမိတနာထောင်ကြည့်မိပျော်သွားနေမယ်အဲ့ဒီခါမှာအဲ့ဒီလူများမျက်နှာညူငေးပြီးဆိုဆရာကြီးကျွန်တော်ကအဲ့ဒီလူရှင်တွေပဲတဲ့သူများကိုပျော်အောင်လုပ်ပေးမယ်ငွေတွေအများကြီးရပြီပဲသူနှလုံးသားထဲမှာတွေးချောင်နေတယ်လူတွေနဲ့လည်းပေါင်းတည်လို့လို့မရဘူးသူတယောက်တည်းတွေးချောင်နေတာအထီးဆန်နေတယ်အပြင်ထွက်ရင်နာမည်ကြီးရသေးတဲ့အချိန်မှာထွက်လို့မရဘူးကြောင်ဒီလိုမြန်မြန်နာမည်ကြီးတဲ့ပုံကိုယ်တွေဥပမာ Elvis Presley လို့ဆိုနော် အလွန်ချမ်းသာတယ်ကျွန်တော် Greece နဲ့သူအိမ်ကိုရောက်ဖူးပါတယ် Greece နဲ့ဆိုရင်မပြတတ်ကြီးလို့ပြတ်အပြတ်တဲ့ကြီးလို့ထားတယ်ဗောလေပတ်စံပေးရတယ်တော်ချမ်းသာလားလီဗျာဆိုရမသူတို့ဇနီးမနှစ်ယောက်စီတာရှိတယ်မိသားစုနဲ့အတိုင်းဝိုင်းနဲ့စီတာရှိတယ်စီဝီကျွန်တော်သူလုပ်ငန်းရှင်နဲ့စီဝီထိုင်တဲ့နော်အလီဗျာရှိတယ်အဲ့ဒီလီဗျာကိုကျေတော့ဗောနော်စီဝီခံပါတယ်အဲ့ဒီမှာအကုန်ပါတယ် အဲ့လိုချမ်းသာပြီမဲ့နောက်ဆုံးရောက်တည်တာပဲနှလုံးသားထဲမှာတွေးချောက်နေတော့ဘုရင်စီဝါနဲ့ဘုရားဆုံးသွားရတယ်အငယ်ခုနှစ်ကသရဖျားကိုကူစားတော်သူသရဖျားကိုမိမိ90ဟာအကြောင်းဖြစ်စတော်သူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူခံထိုက်တဲ့လူတဲ့ညကောင်းကြီးမင်္ဂလာခံဘူးဆိုတာနှုတ်ကကျွန်တော်ရှောက်ပြောနေလို့မဟုတ်ဘူးဖျားကိုတကယ်ကူစားပြီးတော့နော် ထရဖျားကိုကူးစားကြည့်ပါမိမိကူးစားရအကြောင်းဆရာကြီးကူးစားလို့ဟိုနိုင်ငံကြီးကူးစားလို့ဟိုအတင်းတော်ကူးစားမှုကိုကိုတိုင်းကူးစားရအကြောင်းဖြစ်စေတော့သူကကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူတွေဘလကောင်းနေကြီးသားသူသူကမျက်နှာမှာစိုက်ပြီးတော့အမြင့်ဖျားသဖြင့်အပူရှင်ရောက်ကြောင်းတော့သူအပူပလိုက်ပလာလာသူအပူရှင်ရောက်မသိအောင်ငင်းချမ်းမှုအပြည့်နှလုံးသားထဲမှာအဲ့ဒီအရှင်ရတယ်။ဒါကြောင့်စိတ်နှလုံးတည် 看顶多哎呀天，新来的厉害，搞啥也不会明面抓乌，骗人欺骗人，没头脑吧？而且没得抓乌，到新天下来就骗，几手皮的，头脑的就骗神马的，这就神马了嘛？都没对回来，嗯，都骗教你比如什么，他会培养了表面的系列，然后大家声音都包括别都对内的东西的，有的些没对内，不不也嘛？ ရှုကကုတ်တယ်ပေါ့နော်တကြားရေတကားလောက်ပြုံးနေကြတယ်စိတ်ထဲမှာတော့မကြည်မနာဖြစ်ဒါပေမဲ့ကျမ်းစာဘယ်လိုပြောလဲငါထရက်ဖျားသည်လူအသီးသီးတို့အားမိမိတို့အကျင့်တိုင်းမိမိခံထိုက်သောအကျိုးအပြစ်ကိုဆက်ပေးခြင်းကလူတိုင်းကိုတော့ဖျားသည်အမှုတော်ဆောင်လက်ပါတယ်နော်အဲ့ဒီနေကြရင်ကျွန်တော်လုပ်တဲ့အရာဖျားသည်ခိုင်းတာမဟုတ်ရင်မသိဘူးလို့ပြောခါလဲပဲနော်လူအသီးသီးတို့ကိုအကျင့်တိုင်းသူခံရဖို့အသီးသီးတွေကိုတဲ့ အကျိုးအပြစ်ကိုပေးဖို့ဘာလို့ဘုရားခင်ဘာလို့လဲနှလုံးကြက်ကပ်ကိုစီစီစစ်ကြောရမှုတယ်လေကြီးစားဘုရားခင်ကျနှလုံးကြက်ကပ်ကိုစီစီစစ်ကြောတယ်လေဒီဟာဒီဟာကိုကျွန်တော်လေ့လာတဲ့အခါမှာတည်တည်ချာချာစစ်တမ်းရဖို့ပါကျွန်တော်နှလုံးတော့စီစီစစ်တယ်ဒါဒါဝိဘေက set me oh god and know my heart and my thoughts ကျွန်တော်နှလုံးသားမှာကျွန်တော်အတွေးခေါ်ကိုစစ်စစ်ပြပါတယ် ကိုကိုစစ်စစ်နော်ဟုတ်တာပဲကိုကကောင်းတော့ကိုကိုတော့မဟုတ်တာလို့ကာမယူလိုက်သေးတယ်တချို့ကျန်းစာနဲ့ငတ်တယ်လို့တချို့လဲကိုအပြစ်ကြောင့်အပြစ်တန်ခံရပေမဲ့အော်ဘုရားခင်ကသူ့ကိုအဲ့ဒီအချိန်မှာကောင်းကြီးပေးသလိုပြောနေကြတယ်လုံးဝမရဘူးမှားတယ်ကြောက်ဆိုတော့မင်းရဲ့အုပ်စုကိုဝန်ခံမယ်ဥပဒေလုံကြည့်ရင်လုံကြည့်တဲ့အပြစ်ကိုဝန်ခံရမယ်နော်အမေရိကန်တမလာတယောက်တော့နာမည်ကြီးတယ်ချုပ်ရုပ်ချောတယ်နော်သူရုံးကနေမှာသူ secretary လေးနဲ့နော် or a 6လွန်ကျူမိတယ်ဟဲ့လူမတဘူးသမ္မတဖြစ်ပေမဲ့တရားရုံးဆင့်ခေါ်တယ်ဒေါ်လာ၈သိန်းကျော်ကျော်ရတယ်ဒီနေ့ဘုရားရှင်ရှေ့မှာဆိုပို့ပြီးတော့ဒီအချိန်မှာအဖူးခပေးလိုက်လို့ကျင်သွားတယ်နောင်တရလို့ဟူမော်ဝန်ရောက်ရင်တော့နောင်တမရရင်တော့ဒုက္ခရောက်ပြီเนาะဒါကြောင့်ကျွန်တော်နှလုံးကိုဒီနေ့ဘယ်လိုစိတ်ခိုင်းမလဲငွေစစ်ရမှုမိုက်ကြည့်တယ်ရွှေစစ်ရမှုမီးဖို့ရှိတယ်ကျွန်တော်စစ်ပြဖို့ လူတွေချီးမွမ်းခြင်းဒီလိုပြောလိုက်ခါမှာငါတို့တချို့ချီးမွမ်းငါအဖွဲ့တွေချီးမွမ်းတာပဲမဟုတ်ဘူးနော်ပညာရှင်တယောက်ပြောတယ်အမိတ်ဆွေတွေဘယ်ဆောင်ဘယ်တောင်တောင်းရှိလဲပြောတဲ့ခါမှာကောင်းတယ်ရန်သူဘယ်နှယောက်ရှိလဲရန်သူတော့၅ယောက်ဆယ်အေးရန်သူတယောက်ရှိတော့မင်းအတွက်မကောင်းတော့ဘူးတဲ့ကျေကဝေဖန်ခဲ့တယ်လို့ရှိရင်တတိထားပါပြုပြင်စီပြုပြင်လိုက်ပြီးတော့နောက်သားရလာရင်ကျွန်နှလုံးကိုစင်ကြဲတဲ့နှလုံးခရကျွန်တော်နှလုံးသားမှာဖျားတယ်ခင်မအားကိုရလူကိုအားမကိုပဲနဲ့ အသက်ရှင်သွားရင်ဘုရားရှင်ပြောတဲ့အတိုင်းပဲကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူတွေဖြစ်ပြီးတော့တခြားအလုံးကိုလည်းပြန်တွေ့နေတဲ့အောင်သူကောင်းကြီးမင်္ဂလာဖြစ်သွားပြီပါလိမ့်မယ်သူကလည်းဖြစ်အောင်ကျွန်တော်တို့စုပေါင်းဆက်ကပ်ကြဖို့ဖြစ်ပါလေလာမယ်နေကြရင်တော့ကျွန်တော်တို့က internal struggle အတွေးမှာရုန်းကန်နေရတာဒီအကြောင်းကိုလေ့လာမယ်ယောမအခန်းကြီး ခုနှစ်အငယ်၁၄ရက်နေ့၂၅ရက်တိကျဖတ်ပြီးတော့ကျွန်ဆုတွေ့ရအောင်အဲ့ဒီခါမှာပူရက်ကျွန်တော်တို့နှုတ်ဘတော်ကိုခံယူဖို့နားလည်ဖို့တုံအားကြီးဖြစ်ပါလိမ့်မယ်အတူတကွစစ်တော်မွေဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အတ္တပါကျွန်နှလုံးသားကိုဖျောက်ရှင်စစ်စီပြပါကိုရုပ်ကိုတကယ်ကူးစားတဲ့လူဖြစ်ပြီလားတမို့ကျွန်တော်လူကိုတကယ်ကူးစားနေကြသလား ိုဆရာကြီးဒီဆရာကြီးပဲကူစားနေကြသလားခုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပဲပုဂ္ဂိုလ်ဆွဲရရှိနေကြသလားခုအဖွဲ့ဒီအဖွဲ့ပဲအတင်းဆွဲရရှိနေကြလားခုဂိုင်းဒီဂိုင်းဂိုင်းကနဆွဲရရှိနေကြလားအေးအဲ့ဒါရှိပြီးတော့ဖះမကူစားမိရေနော်အမင်္ဂလာဖြစ်မယ်တွေ့ချောက်တဲ့အတ္တတာဖြစ်လိမ့်မယ်ကျွန်တော်တတင်းတဖွဲ့အဲ့ဒီပဲဒါကျွန်တော်ဝစီပြောရဲစကားသိမှလည်းအတိချနေခြင်းသည်ခရိယာမပီးသားတဲ့လက္ခဏာတစ်ခုဖြစ်တယ် ခရိယံဆိုတော့မိသားဖွေတယ်လူတိုင်းနဲ့တခင်ရှုပြန်ကြည့်ပါအနုရိနဲ့ရှိလက်သွားတယ်အာနာပင်နဲ့ရှိလက်သွားတယ်အမျိုးသမီးရှိလက်သွားတယ်အပြစ်ပြပခါတဲ့လူတွေရှိသွားတယ်အခွန်ကန်တွေရှိလက်သွားတယ်အားလုံးနဲ့တခင်ရှုဟာဒီလူညစာစားရလဲရှိတယ်ဒါဒီအသက်တာမျိုးရရှိဖို့ဘုရားသခင်ကျွန်တော်တို့ကိုကိုယ်တော်ကိုတကယ်ပဲကျွန်တော်ကိုးစားရအောင်ဖြစ်စီဒီအဖြစ်ကျွန်တော်ဒီ အဲ့ဒီကောင်းကြီးမင်္ဂလာခံအပ်တော်သူလူတွေနဲ့ဒူးဒူးပါဖြစ်တဲ့ဘုရင်မြတ်တော်ပြနိုင်ပြီးတော့သူမင်္ဂလာကိုရရှိဖို့စစ်တောင်းဆက်ကပ်ဖို့ဖြစ်ပါတယ်အတူတူကစုတောင်းကြပါလို့10မိနစ်လောက်အချိန်ပေးပါမယ်နောက်တနည်းကနည်းကြာရင်လည်းကျွန်တော်တို့ပြန်မလို့အခုဆွေးနွေးတဲ့အခါအများကြီးပြောလို့ရတယ်ဘောအခုတော့ဒီအများနဲ့ဆိုတော့အချိန်ကိုငတ်လင်းနေအဖြစ်10မိနစ်လောက်အတူတူကစုတောင်းဖို့ဖြစ်ပါတယ်စုတောင်းပြီးတဲ့အခါမှာတခင်ပြတင်ပြီးခဲ့တဲ့ပထမတော့အတိုင်းအတူတူက သဘောချင်းတူပြီးတော့စွတ်တောင်းဖို့ဖြစ်ပါတယ်ဒီနေ့မွေးနေ့ရှင်နေ့တည်ရင်ကိုယ့်ရဲ့မွေးနေ့ရှင်နေ့ကစွတ်တောင်းပြီးလို့ရတယ်နောက်ပြီးတော့မင်္ဂလာရမြတ်ကိုမြင်တဲ့ကျွန်တော်စနေမော်နေ့အတွက်လည်းစွတ်တောင်းပြီးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့တခင်ဖျားတင်ပေးတဲ့ပထနာတော်ကိုအတူတူကသဘောချင်းတူလည်းယုံရင်ပါလဲစွတ်တောင်းကြပါစို့ နေရှိတော်မူသောဖမျက်စိုးတို့ပြန်ခင်စိတ်လုံးဒီခတ်သိင်းသောအရာတို့တဲ့စိနေတတ်တဲ့အလုံးယူရင်းတော်သဘောရှိပါတယ်ဘုရားသခင်ဒီကျွန်တော်တို့အတီးအတူအအကျင့်တိုင်းခံထိုက်တဲ့အကျိုးပြကိုဆက်ပေးမယ်ဖြစ်တော်ကြောင့်ကျွန်တော်နှလုံးကြက်ကကိုစစ်စစ်စစ်ကြောတော်မူသောဘုရားခင်ကိုကျွန်တော်ဒီကနေ့အားကိုလေကိုးစားခြင်းအဖြစ်မိမိတို့ကိုးစားအကြောင်းကိုဖြစ်စေခြင်းအဖြစ် ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်လျက်ကျွန်တော်အတီးတို့သည်မင်္ဂလာဖြစ်စေဖို့ရာကိုရရှင်ဘုရားသခင်ကိုတော်တိုင်းတင်ပေးခဲ့တဲ့ပဋ္ဌာန်းတော်အတိုင်းကျွန်တော်သဘောချင်းတူလေအတူတူဆုတောင်းကြမိမှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်တော်ဒီအဖာကိုတော်ဤနာမတော်အားယူသည်လင်းမြခြင်းရှိပါစေတော်နိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံကဲသို့မြေကြီးပေါ်မှာပြည့်စုံပါရှိသောအတမွေလောက်သောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါသူတပါးသည်ကျွန်ုပ်တို့ကိုပြပသောပြများကိုကျွန်ုပ်တို့သည်လွတ်တကယ်သို့ကျွန်ုပ်၏အပြစ်များကိုလွတ်တော်မူပါပြည့်သွေးဆောင်ရသူမလိုက်မပါစီပဲမကောင်းသောအမှုရမှာလဲကဲနှုတ်တူပါအစိုးပိုင်သောအခွင့်နှင့် ဘုန်းတော်အနုဘတော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်ရုပ်တည်မှုအတွင်ဓမ္မတိရှင်မှာ292စိတ်လုံးဖြောင့်မတော်သူတို့ကိုတော်မြတ်၌အဝါမြောက်ကြစေတကယ်ပဲစိတ်နှလုံးစစ်စေးပြီးတော့ဖျားခင်ကလည်းကိုးစားရလို့ဖြစ်ရင်ကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်တော်ကြောင့်သာရအတက်ကိုစံစားရသည်တမကလောကမှာနေစဉ် စုံနေပြည့်ဝတော့အတ္တတာကိုဘုရားသခင်ရှိခါရောက်မယ်ဖြစ်တယ်ရရှိမယ်ဖြစ်တယ်ဒါကြောင့်စိတ်လုံးဖြတ်မှတ်တော့သူကိုလိုမြတ်မယ်ဝမ်းမြောက်ပါတဲ့ကိုလိုမြတ်ကိုယုံကြည်ရတယ်ဝမ်းနေခြင်းနဲ့ဘုရားကဖယ်ရှားပေးလိုက်မယ်တဲ့ဝမ်းမြောက်ကြပါတဲ့ဘာကြောင့်လဲကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်ကောင်းရအောင်မြည်ကြီးမှာအုပ်စုတဲ့အရှင်ဖြစ်တယ်နှုတ်ကပတော်အားဖြင့်ကျွန်တော်ယနေ့တိုင်အောင်အုပ်စုပြီးတော့တုန်တင်လမ်းပြလို့အတူတကွကိုရောနာမတော်ကိုဝမ်းမြောက်စွာချီးမွမ်းကြပါစို့ ဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင်ကျွန်တို့သည်ကုရုကိုကူစားတော်သူထို့ပြင်ကျွန်တို့ရဲ့ကူစားတော်ဖြစ်စေသောကြောင့်ကျွန်တို့သည်ကုရုရှင်ธรรมလောကမှာအသက်ရှင်နေစီသာရအသက်ဆိုရက်သာရကာလတသမကလောကမှာနေတဲ့အခါမှာကောင်းကြီးမင်္ဂလာကိုခံအပ်တော်သူဖြစ်လျက်အသက်ရှင်ရတဲ့အတိအသီးတို့သည်သူမင်္ဂလာကိုခံစားနိုင်ဖို့ရာ ရဖျားသည်ကျွန်တော်တို့ကိုကောင်းကြီးပေးရဆောင်မကြည့်ရှိပါစေတော့ကျွန်တော်တို့ဘုမကုရရဲ့ရွှေမျက်နှာလင်းတော်ကိုလှုပ်လျက်ကျွန်တော်တို့အားဂယုဏကျေစုပြုမူပါစေတော့ကျွန်တော်တို့ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့ခမည်းတော်ဖျားသခင်ရဲ့မေတ္တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေစုတော်နှင့်တန်ရှင်သောဝိညာဉ်တော်ဖျားရဲ့မိသားဘွေချင်းကျေစုအပေါင်းတို့သည် နှုတ်ကပါတယ်ကိုနှလုံးသွင်းလေယုံကြည်လက်ခံကြတော့တာသည်အသေးဒီပုံမှာယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေတည်းအာမင်